အားလုံးမင်္ဂလာပါကျေးဇူးပါတယ်ဒီနေ့တော့ကျွန်တော်တို့လေ့လာတော့မှာတော့ကိုခန္ဓာအကြောင်းဖြစ်ပါတယ် BOD အပေါ် BODY body ဆိုတာတော့ကိုခန္ဓာကိုပြောတာဖြစ်ပါတယ် BODY 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 ဆိုတာတော့ကိုခန္ဓာเนาะပြီးရင် EY EI ဆိုတာမျက်စိမျက်စိကို eye လို့ပြောပါတယ် ဒီနောက်ဘက်မှာเนาะ S ထည့်လို့ရတယ်เนาะမျက်စိကနှစ်ခုဖြစ်ရင် S ထည့်လို့ရတယ် eyes အဲ့လိုလဲရတယ် eyes ဆိုရင်မျက်စိကို eye လို့လဲရတယ် EY ES ထည့်လဲရတယ်เนาะမျက်စိကနှလုံးဖြစ်တော့ကြောင့် S လိုက်တယ်เนาะပြီးရင် NOSE 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 ဆိုတာတော့နှာခေါင်းဖြစ်ပါတယ်ပြီးရင် MOUTH 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 ဆိုတာပါဇက် h a n d hand hand ဆိုတာလက်ဖြစ်ပါတယ် ပြီးအောက်က K N E E နီးနီးဆိုတာကတော့ဒူးဖြစ်ပါတယ်အရှိက K အတမထွက်ဘူးเนาะနောက်က N အတမပဲထွက်မယ် K N E E နီးပဲထွက်မှာเนาะ K အတမပျောက်သွားမယ် N E E နီးအောက် N အတမပဲထွက်မှာเนาะ K အတမထွက်ဘူးနီး K N E E နီးဆိုတာဒူး F O O D food food ဆိုတာတော့ဒီဒီခြေတော့ဖြစ်တာเนาะ ခြေပဲဖြစ်တာသူ့ foot ဆိုရင်တော့ခြေပဲပြောလို့ရမယ် leg leg ဆိုမှပဲခြေတော့ဒီခြေတော့အရှည်ကြီးကိုကြတော့သူက leg ပြောတယ် foot ဆိုရင်တော့ဒီအောက်အောက်ပိုင်းပေါ်ခြေခြေဖွားနားမှာပေါ့နော်ဒီခြေဖွားမဟုတ်ဘူးခြေဖွားရဲ့အပေါ်ကိုကြတော့ foot လို့ပဲပြောတော့နော်ခြေကိုကြတော့ foot လို့ပြောတယ် f o o t foot ခြေခြေတော့တခြားလုံးကိုကြတော့ leg l e g leg ဆိုရင်ခြေတော့ကိုပြောတာဖြစ်ပါတယ်ပြီးရင် f f a c e face face ဆိုတော့မျက်နှာ my face ဆိုရင်ကျွန်တော်ဦးမျက်နှာเนาะ f a c e face မျက်နှာပြီးရင် e y e i b r o w eyebrow ဆိုရင်မျက်ခုံးမွေး eyebrow c h e e k cheek cheek ဆိုတော့ပါဖြစ်ပါတယ်ပြီးရင် t o o t h tooth truth ဆိုတာတော့တခြားကို truth လို့ပြောပါတယ်။နှစ်ချောင်းဆိုရင်တော့ T E E T A T ပေါ့နော်။ truth နဲ့ teeth နဲ့ကွာတယ်နော်။တော့တခြားကို truth အာနှစ်ချောင်းနဲ့အများကိုကြတော့ teeth T E T H T ပေါ့နော်။ teeth ဆိုရင်အများကိုပြောတာဖြစ်ပါတယ်။တော့များ C H I N chin ဆိုတော့မေးစိတ်ပေါ့နော်။ B S T O M A C H stomach stomach ဆိုတော့ bile လို့ပြောကြပါတယ်ဒါပေမဲ့ stomach ဆိုတာဟိုအထက်ကအစာအိမ်လည်းပါတယ်เนาะပြီး WRIST wrist လက်ကဝ SHAN ကီ shank ဆိုတော့ခြေတလုံးယူပေါ့เนาะ DDD ရှေ့ကဒီအယိုးကို shank လို့ပြောပါတယ် TOE TOE NAIL toenail ဆိုတော့ခြေသေးပေါ့เนาะ toe ဆိုတော့ ီဒီနာခြေခြေသေးကိုထိုးနှင်းလို့ပြောပါတယ် F I N G E R finger N A I L nail ဆိုတာ finger nail ဆိုတာလက်သေး toe nail ဆိုတာတော့ခြေသေးပေါ့နော် toe ဆိုတာတော့ခြေချောင်းကိုပြောတာဖြစ်ပါတယ် D O E toe N A I L toe nail ခြေသေး finger nail လက်သေးပင်ကိုခန္ဓာကိုကြတော့ B O D Y body ကိုခန္ဓာ forehead ဆိုတာနဖူးဖြစ်ပါတယ်ကြည့်ရှုပြီးတဲ့ပရိသတ်အလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပါနောက်ထပ်ဗီဒီယိုတွေအများကြီးလာအောင်မှဖြစ်လို့ကြည့်လို့ရအောင်ခေါင်းလောင်းတောင်လည်းဖွင့်ထားပါနော်အလုံးကျေးဇူးတင်ပါတယ်